ဆိုင်ငံ့ခံဝင်ကြီးချုပ်နေရာပြန်ရယူနိုင်မလားဒါမှမဟုတ်အပြစ်သက်လက်လွတ်လိုက်ရတော့မလားထိုင်းဝင်ကြီးချုပ်ဖေတောင်နန်ရှင်နာဝတ်ကိုယာရုကနေဆိုင်ငံ့မှုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဒီကနေ့ဇူလိုင်လ၁ရက်နေ့နေ့လယ်ပိုင်းမှာပဲအမိန့်ချမှတ်လိုက်ပြီးဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ဖေတောင်နန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းလက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ဖုံးပြောဆိုမှုနဲ့ပတ်သက်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာဆူဆူရွရွချူပေါက်တယ်လို့ဆွဆွဲချက်နဲ့အထက်လွတ်တော်အမှတ်36ဦးတင်သွင်းတဲ့တိုင်ကြားမှုကိုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလက်ခံခဲ့တာဖြစ်ပါတယ်။အဲ့နောက်ဒီကနေ့ဇူလိုင်လ10ရက်နေ့မှာပဲထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဝင်းကြီးချုပ်ဖေထောင်တန်ရှင်နာဝတ်ကိုအမှုစစ်ဆေးနေချိန် ကာလအတွင်းယာရုကနေရက်ဆိုင်ထားဖို့အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ဝင်းကြီးချုပ်ဖေထောင်တန်ရှင်နာဝတ်အနေနဲ့ပေါ့ကြားခဲ့ရတဲ့ဟွန်ဆန်နဲ့စကားပြောဆိုမှုကိုအပြစ်မရှိကြောင်း ခုံရုံးမှာရှောက်ထားတင်ပြနိုင်မှသာဝင်းကြီးချုပ်ယာရူပြန်လည်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပေမဲ့အကယ်၍ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ယာရူကလည်းအပြည့်အပိုင်ထုတ်ပယ်ခံရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ယာရူမှာဆိုင်းငံ့ခံခဲ့ရတဲ့ဝင်းကြီးချုပ်ဖေတောင်တန်ရှင်နာဝက်နေရာမှာဒုဝင်းကြီးချုပ်ဖြစ်သူစူရလလူရန်ခေခာယာယီဝင်းကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ ဝင်ကြီးချုပ်နေရာမှာယာယီဝင်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်မဲ့ဆူရီးယားလုံလူရန်ခဲဟာအသက်80နှစ်ရှိပြီဖြစ်ပြီးလက်ရှိထိုင်းအစိုးရအဖွဲ့တွင်ဒုဝင်ကြီးချုပ်ယာရုအပြင်ပို့ဆောင်ရေးဝင်ကြီးတာဝန်ကိုပါထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့နံနက်ပိုင်းကစတင်ပြီးရှဝါထောက်ခံသူတွေနဲ့အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းကဝန်ကြီးချုပ်ဖေတောင်တန်ရှင်နာဝက်ယာရုကနေနှုတ်ထွက်ပေးဖို့မြို့မောင်းဆွေအဖွဲ့မှပါဝင်နေတဲ့နိုင်ငံရေးပါတီတွေနှုတ်ထွက်ပေးဖို့နဲ့နိုင်ငံရေးအချုပ်ချာအာဏာကိုကာကွယ်ဖို့စတဲ့အချက်တွေအပြင်၎င်းတို့လူလာချက်တွေကိုဗန်ကောက်မြို့လည်းရှိဒီမိုကရေစီအထိမ့်မတ်ကြောက်တိုင်မှာစုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဲ့နောက်ဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာတော့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဝန်ကြီးချုပ်ဖေဒေါနန်ရှင်နာဝက်ကိုအမှုစစ်ဆေးနေချိန်ကာလအတွင်းယာရုကနေရစိုင်းဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာနှစ်နိုင်ငံနယ်စပ်ပြဿနာတွေကြောင့်ဂိတ်တွေဆက်လက်ပိတ်ထားဆဲဖြစ်ပြီးထိုင်းဘက်ကနေဆက်ကိတ်အချို့ကိုကုန်စီပို့ဆောင်ရေးအတွက်ပြန်ဖွင့်ပေးဖို့တောင်းဆိုထားပေမဲ့ကမ္ဘောဒီးယားဘက်ကတော့နေဆက်ကိတ်တွေကိုသူတို့စတင်ပိတ်ခဲ့တာမဟုတ်ဘဲထိုင်းဘက်ကလုံခြုံရေးအကြောင်းပြချက်နဲ့ပိတ်ခဲ့တာဖြစ်တဲ့အတွက်အဆိုပါဂိတ်ချို့ပြန်ဖွင့်ပေးရေးတောင်းဆိုမှုပေါ်လက်မခံဘဲညှင်းဆိုထားပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ချွင်းချက်အနေနဲ့အရင်လိုထိုင်းဘက်က ပြန်ဖွင့်ပေးမယ်ဆိုရင်တော့သူတို့ဘက်ကလည်းပြန်ဖွင့်ပေးမယ်အကြောင်းပြောဆိုထားပါတယ်။ထိုင်းလွှတ်တော်မှ36ဦးတင်သွင်းထားတဲ့ကျင်းဝပိုင်းဆိုင်ရာဆူဆူဝဝချုပ်ပေါက်တယ်လို့ဆွဆွဲကြတဲ့ပတ်သက်ပြီးတာဝန်ကနေရက်ဆိုင်ခံလိုက်ရတဲ့ဖေတောင်တန်ရှင်နာဝက်အနေနဲ့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ သူမအနေနဲ့အပြစ်မရှိကြောင်းရှောက်ထားပြီးဝန်ကြီးချုပ်တာဝန်ပြန်လည်ထမ်းဆောင်နိုင်မလားဒါမှမဟုတ် ဟိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအပြစ်ရှိကြောင်းဆုံးဖြတ်ပြီးယာရူကနယ်အပြည်ပိုင်ထုတ်ပယ်ခံရမလားစောင့်ကြည့်ရအောင်မယ့်အခြေအနေဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။